အဲကျွန်တော်ကအခုမှဒီလောကထဲစဝင်လာပါတော့ပြီးတော့ဒီပါတီမှာလည်းကျွန်တော်အသစ်ဖြစ်တယ်အဲပြီးတော့ကျွန်တော်လူငယ်တယောက်လေးဖြစ်တော့ကျွန်တော်တို့အတွေ့အကြုံအများကြီးရစေရပါတော့အဲအဓိကတော့ကျွန်တော်တို့ဟိုဥပဒေအကြောင်းနေဆိုလဲဥပဒေဆရာတွေတင်ပေးတယ်ပေါ့နော်ဟုတ်ကျွန်တော်ကိုယ်စလဲလုံးတယောက်စောက်ထင်းရမယ်ကျွန်တော်တို့ရှင်းဝတ်တွေအကုန်လုံးကျွန်တော်ဟိုဒီတင်နှမ်းမှာတီးခွင့်ရအတွက်ကျွန်တော်တို့အကျိုးအများကြီးဖြစ်စေတယ်အဲပြီးတော့ကျွန်တော်တို့ဟိုဘိုးဥက္ကရာကြီးလည်းဟိုလာပြီးတော့တင်ရောက်တဲ့အတွက်ကျွန်တော်ဒီပါတီရဲ့ ဟိုအတိကောင်းစရာကြီးပါတီရဲ့ကျွန်တော်တို့အဲပြီးတော့ manifesto တွေပါတယ်အကုန်လုံးကိုကျွန်တော်ဒီတင်တဲ့မှာတော်တော်ပြည့်ပြည့်စုံစုံတီးရတဲ့အတွက်ကျွန်တော်လူငယ်တယောက်လူသစ်တယောက်အနေနဲ့တော့ကျွန်တော်အကျိုးအများကြီးဖြစ်စေပါတယ်ဗျာအဲအတိကကျွန်တော်ဟိုပေါ့ဟိုတင်တဲ့တဲ့ကျွန်တော်လူငယ်တွေကတော့ဟိုဒီစိတ်ဝင်စားတဲ့ဘာသာရဲ့တချို့ရှိရယ်အဲစိတ်ဝင်စားပြီမဲ့လေတချို့နည်းနည်းလေးရှုပ်သွားတဲ့ဘာသာရဲ့တွေရှိရယ်ပေါ့အဲအဲ့မှာကျွန်တော်တေချာစူးစိုက်ပြီးတော့နားထောင်တဲ့အချိန်မှာအဲဆရာတချို့ရဲ့ ဟိုမေးခွန်းလေးကျွန်တော်တို့မေးမြန်းတာရှိရပေါ့အဲ့မှာအဲဟိုလူတယောက်ချင်းထားပြလို့ရပြီမဲ့ဟိုကိုတိရယ်ဆိုရင်ဟိုထားပြောတဲ့အပိုင်းလေးတွေမှာကျွန်တော်ဟိုကျွန်တော်ဖတ်ထားတဲ့ဟိုတစ်ခုနဲ့သွားပြီးတော့ဆရာတယောက်မေးတာနဲ့သွားကြိုက်ကြည့်တော့ကျွန်တော်ထားပြောလိုက်တဲ့ဥစ္စာမှာအဲကျွန်တော် appreciate လုပ်ကြရပေါ့နော်အဲအဲ့ဒါလေးကကျွန်တော်တို့အမှတ်တရပါပဲအဲကျွန်တော်ကလူငယ်တယောက်အနေနဲ့ဒီဟိုဒီလောကကိုပေါ့နော်စိတ်ဝင်စားပြီးကျွန်တော်ဝင်ရောက်လာတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီ ကျေပြန့်တဲ့ဒီနိုင်ငံအရေးကိုလှုပ်ဆောင်မဲ့ကျွန်တော်ပညာရက်တွေကိုကျွန်တော်တော်တော်ကြီးကိုလေးလာတင်ယူပြီးတော့ကျွန်တော်အတွေးတွေကဆိုကျွန်တော်ဒီကျွန်တော်အနုပညာလောကလာပြီးတော့စီးပွားရေးလေးလည်းလုပ်တဲ့အတွက်ကြောင့်ဒီလောကတွေနဲ့မတူတဲ့နောက်ထပ်လောကအသစ်တစ်ခုလိုကျွန်တော်ကအဲဝင်ရောက်တဲ့အတွက်ကျွန်တော်တော်တော်အတွေးမြင်ကျေစရာပေါ့ပြီးတော့ကျွန်တော်နေ့တိုင်းနေ့တိုင်းကျွန်တော်အတွေးတွေနဲ့ဖြစ်စီတယ်ပြီးတော့အတွေးကိုပုံဖော်မဲ့ကျွန်တော်ဆောင်ရွက်မှုတွေကိုလည်းကျွန်တော်အမြဲတမ်းခြာရေးဖြစ်တယ်ပေါ့အဲ့ဒါကလည်းကျွန်တော်အတွက် ဟိုနည်းနည်းလေးဟိုအဆင့်တစ်ဆင့်ကို ရောက်သွားစေတယ်အဲပြီးတော့ကျွန်တော်ဟိုဒီဟာဘလို PR နဲ့ပတ်သက်ပြီးတော့ဒီ public relation နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုကျွန်တော်လည်းစမ်းစစ်မယ်ကျွန်တော်ကိုကျွန်တော်လည်း channel ခေါ်ရမယ်အပိုင်းတွေပါလာတယ်ဆိုကျွန်တော်အဲကျွန်တော်အရန်ဟိုမှာဟိုဘလို့ပြောမလဲနည်းနည်းချိန်နှံ့မိရယ်ပေါ့နော်အဲပြီးတော့ထပ်ပြီးတော့လည်းလည်လာဖို့ထပ်ပြီးတော့လည်းဆောင်ရွက်ဖို့ကျွန်တော်ကိုကျွန်တော်အားဖြစ်စေပါတယ်အမေကွန်လေးကတော့ကျွန်တော်အတွက်အရန်ဟိုမှာအကျိုးရှိပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကလူငယ်တယောက်ဖြစ်တယ်အဲပြီးတော့ဒီလောကတွေဟို စာတင်ဝင်ရောက်လာတဲ့လူသစ်လူငယ်တယောက်ဖြစ်တော့ကျွန်တော်ကဟိုအချက်လေးတစ်ချက်ပဲကျွန်တော်ကြည့်ရပြကျွန်တော်ဘယ်နေရာကလူကြီးတွေอ่ะဘယ်ပါတီကလူကြီးတွေอ่ะဒီလောကထဲမှာ ကျွန်တော်လူငယ်တွေကိုနေရာပေးတယ်ပေါ့အဲ့ပုံမှာကျွန်တော်ဒီပါတီဘူဥက္ကဋ္ဌကြီးရဲ့ဟိုလှုပ်ဆောင်မှုတွေကကျွန်တော်တွားပြီးတော့ဒီပါတီတွေမဝင်ခင်တည်းကကျွန်တော်လေ့လာပြတော့ကျွန်တော်လူငယ်တွေကိုအရန်နေရာပေးပြီးတော့မြေတောင်မြောက်ပေးတဲ့နေရာမှာ အဲဒီပြည်သူ့လုံးပါတီပေါ့နော်ကျွန်တော်ပြည်သူ့ရှစ်ဆောင်ပါတီကကျွန်တော်တို့ဟိုဥသားပြဖြစ်เสียရပေါ့အဲအဲ့တော့ကျွန်တော်အရန်အားရစီတကယ်လဲကျွန်တော်ပါတီရဲ့ဝင်တဲ့အချိန်မှာကျွန်တော်တို့နေရာတကယ်လေးရစီနေရာရစီတယ်ဆိုတာကျွန်တော်တော်ဒီတက်ဒီဆိုတာကျွန်တော်တို့ဒီပါတီရလူကြီးတွေဆုံးဖြတ်မယ်ဒါမဲ့အဲ့အစင်ရောက်ဖို့ကျွန်တော်တို့လမ်းဖွင့်ပေးဖို့နေရာပေးဖို့လိုတဲ့အတွက်ကြောင့်ကျွန်တော်အဲ့လမ်းဖွင့်ပေးဖို့နေရာပေးဖို့ကဘယ်ပါတီရ ဟိုနေရာပေးလေပေးပါတီးရလမ်းဖွင့်ပေးလေဆိုတော့ဒီပါတီကိုပဲကျွန်တော်ဟိုအဓိကရွေးချယ်ခြင်းရွေးချယ်ဖြစ်တဲ့အကြောင်းရင်းဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ရဲ့လှူဆောင်ချက်ကိုစောင့်ကြည့်ပေးပါပေါ့ကျွန်တော်လူငယ်တွေကတော့ဟိုနိုင်ငံရေးဂူရူကြီးတို့ကျွန်တော်ဘာလုပ်မယ်ဘာလုပ်ကြမယ်ငါတို့ယုံကြည်ပေးပါဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့ကမပြောချင်ဘူးလူငယ်တွေအနေနဲ့ကျွန်တော်တို့ကလူငယ်တွေရဲ့ခံစားချက်ကိုကျွန်တော်တို့ကတတ်တည်းချပြီးရောနားလည်ပြီးရောကျွန်တော်တို့ကရှေ့လျှောက် ဘာလုပ်နေတယ်ဆိုတာကိုကျွန်တော်လူငယ်ချင်းချင်းစောင့်ကြည့်စီခြင်းနဲ့အဲကျွန်တော်လူငယ်တွေကလက်တွေ့ဆန္ဒကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာလုပ်မယ်ဆိုတာကိုစောင့်ကြည့်ရင်းနဲ့ကျွန်တော်တို့အဲဝန်ခံပေးပါလို့ကျွန်တော်ပြောချင်ပါတယ်။အဲဒီနေ့တက်ခဲ့တာကတော့ကျွန်တော်တို့ဟိုပါပေါ့အဓိကတော့အဲဥပဒေပြုရေးတွေကျွန်တော်တို့ပြည်သူကိုကစားပြုရေးတွေအဲပြီးတော့ကျွန်တော်တရားစီရင်နေအုပ်ချုပ်ရေးမှန်နိုင်နေနဲ့ကျွန်တော်တို့အပြန်အလှန်ထိန်းချုပ်ခြင်းဆိုတဲ့ကိုယ်စားလှယ်လောင်းတယောက်ရဲ့အခြေခံကျင့်ဝတ်တွေကိုကျွန်တော်တင်ကြားပေးတဲ့တင်နန်းဖြစ်ပါတယ်။အဲပြီးတော့ရှေ့လျှောက်လည်းကျွန်တော်တို့ဒီ ောဂဝေဆိုင်ရာဥပဒေမူကြမ်းတွေယောဂဝေဆိုင်ရာဟိုဥပဒေတွေအကုန်လုံးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဟိုတက်တည်နားလဲအောင်လို့ကျွန်တော်တို့ရှင်းပြပြောဆိုတင်ကြားပေးတဲ့အသင်တန်းဖြစ်ပါတယ်။အဲပြီးတော့ကျွန်တော်အဓိကကျွန်တော်သူ့ရဲ့ကိုယ်စားလှယ်လောင်းတွေအတွက်အရေးကြီးတဲ့ကျွန်တော် COC ဆိုတဲ့ကျွန်တော်ကျင့်ဝတ်ဆိုင်ရာတွေကိုအဓိကထားပြီးတော့ဟိုတင်ကြားပေးတဲ့အသင်တန်းတွေပါဖြစ်ပါတယ်ဟုတ်